really seriously ဒီနှစ်ခုပါကွာတယ်ဒီစကလုံးလုံးဟာကျွန်တော်နှိစစ်စကားပြောနေမှာမပါမဖြစ်ပါလေငပိကျက်တည်းဖြစ်ပါတယ်တဖက်လူပြောတဲ့စကားကိုကိုအာအသင့်စီတယ်ဆိုရင် really i saw your girlfriend at the starbucks this morning ငါမင်းရဲ့ girlfriend ကို starbucks coffee shop မှာဒီနေ့မနေ့တွေ့ခဲ့တယ် really is she alone တကယ် good and သူကကြောက်တယ်လားတဖက်လည်းပြောတဲ့စကားကိုယ်တန်တရာဖြစ်စေတယ်ဆိုရင် really i don't need to study for the test really are you sure about that The good, တဖက်လည်းပြောတဲ့စကားကိုယ်ပို့ပြီးတော့တည်ကြအောင်ဆွဲဆောင်နေတယ်ဆိုရင် really i grew up in new york ငါနယူးယောက်မှာငါကြီးလာတာ really what part တကယ်ဘာမှနေတာတော့နီးရော့တစ်ဖက်လိုပြောတဲ့စကားဟာမယုံကြည်နိုင်လောက်အောင် ဖြစ်နေတယ်ဆိုရင် seriously they want me to finish this project in two days သူတို့ငါ့ကိုဒီ project ကိုနှစ်ရက်အတွက်တွင်ပြီးအောင်လုပ်ခိုင်းတယ် seriously that's impossible ဒါမဖြစ်နိုင်တာပါ The Goku တဖက်လူပြောတဲ့စကားကိုကိုစိတ်ကတိကတော့ဖြစ်စီတယ်ဆိုရင် seriously he showed up an hour late to the meeting သူ meeting ကိုတနာရီနောက်ကျပြီးတော့ရောက်လာတယ် seriously that's unprofessional oh you did တကယ်ကြီးကိုဒီတိုင်းဟွန်းဒါမဖြစ်သင့်ဘူးเนาะ